ဒီနေ့ဗီဒီယိုမှာတော့ဂိမ်းပိုင်းကြားမှာနာမည်ကြီးတဲ့ IQ ဖုန်းတွေမှာပါတဲ့ဂိမ်းဆက်တင်တွေအကြောင်းပြောပြပေးမယ်။ IQ ဖုန်းတွေပေါ့နော်အဓိကအဖြစ်ဒီလိုမျိုး IQ Neo ဖုန်းတွေကအခြား price to performance ကောင်းတဲ့ဖုန်းတွေထက်စရင်ဂိမ်းဆော့ရတဲ့အပိုင်းမှာပိုပြီးတော့ကောင်းတယ်။ အဓိကတော့ဒီဖုန်းလေးမှာပါတဲ့ဒီ e-sport chip ဖြစ်တဲ့ကျူ1 chip တို့ကျူ2 chip တို့ဒီလိုမျိုး chip တွေကြောင့်ပဲဒီဖုန်းလေးမှာပါတဲ့ဂိမ်းဆက်တင်ကအခြားသောဖုန်းလေးမှာပါတဲ့ဂိမ်းဆက်တင်တွေတက်ဆိုင်ပို့ပြီးတော့ advanced ဖြစ်လို့ကျွန်တော်ဒီဖုန်းလေးနဲ့ဂိမ်းဆန်းစော့ကြည့်တဲ့နေမှာလဲဒီဂိမ်းဆက်တင်ကတော်တော်လေးမှအသုံးဝင်အောင်တွားပြီးတော့တွေ့ရတယ်အဲ့တော့ဒီနေ့ video မှာ gaming experience ကိုပိုကောင်းစေတဲ့ IQ ရဲ့ gaming ဆက်တင်တွေကြောင့်ကျွန်တော်အသေးစိတ်လေးပြောပြပေးမယ်ကျွန်တော်ရဲ့တူတူအဆုံးထိကြည့်လိုက်အောင် Yangon Mobile Store အဲ့တော့ကျွန်တော်က IQ ရဲ့ Neo 10 Pro Plus ဖုန်းလေးနဲ့ပဲလုပ်ပြပေးလိုက်မယ်။ဒီဖုန်းလေးရလည်းပေါ့နော်ဒီတိုင်းနဲ့ဆက်တော်ဝင်ချင်မှာဂိမ်းတွေပါဆော့မယ်ဆိုရင်တော်တော်လေးမှကောင်းနေတယ်မှာပါတယ်။အဲ့တော့ကျွန်တော်ကဂိမ်းဆက်တင်နေကြအောင်ပြောပြပေးမှာဆိုတော့ကျွန်တော်တို့ဒီ Patchy Mobile နဲ့ကိုကျွန်တော်ဖွင့်လိုက်မယ်။ပြီးတော့ကျွန်တော်ဂိမ်းဆက်တင်တွေကိုဖွင့်ကျင်နေဆိုရင်ကိုယ့်ရဲ့ဖေဖေချမ်းမှာရှိတဲ့ဒီနေရာလေးမှာ swipe လေးလုပ်လိုက်မယ်ဆိုရင်ဒီမှာဂိမ်းဆက်တင်တွေပေါ်လာပြီပေါ့နော်။ အဲဒီမှာဆိုရင်တော့ကျွန်တော်တို့ performance panel ရှိတယ် gain tool ရှိတယ် gain center ရှိတယ်အဲ့ဒါကိုကျွန်တော်တစ်ခုချင်းစီကျွန်တော်ပြောပြပေးပါမယ်ကျွန်တော် performance panel ထဲဝင်ကြည့်လိုက်မယ်ဆိုရင်ကိုက phone ရဲ့ battery ကိုဘယ်လိုမျိုးလောက်မှာပဲပေါ့နော်ဥပမာ battery saver လောက်မှာလား balance mode ထားမှာလား monster mode ထားမှာလားဆိုပြီးတော့ရွေးချင်တာရွေးလို့ရတယ်နောက်ပြီးတော့ဒီမှာတစ်ခု mic ဝါတာက refreshing ကိုသူက ဒီပေါ့နော် adjust လုပ်တဲ့နေရာမှာကျွန်တော် setting နဲ့တွားပြီးလုပ်ဆောင်လို့ပဲဒီမှာလေးတစ်ခါလေးလုပ်လို့ရတယ်။ဥပမာ stand နဲ့ထားခြင်းတာ height ထားခြင်းတာကိုကြိုက်တာကိုထားလို့ရတယ်။နောက်ထပ် point wide check ကတော့ကျွန်တော်အောက်ကိုဆွဲလိုက်မယ်ဆိုရင်ဒီမှာ test sampling rate ဆိုတာရှိရပါတော့နော်။အဲဒါကတော့ဒီ patch ကြီးလိုမျိုးဒီ competitive အရန်ဖြစ်တဲ့ဂိမ်းတွေကိုစော့မယ်ဆိုရင်ကိုနှိပ်လိုက်တဲ့ချက်ချင်းမြင်မြန်ဆန်ဆန် response ဖြစ်အောင်လုပ်တာ။ အဲ့မှာလေ तू ကဒီ low ထားမှာလား high ထားမှာလားဒါမှမဟုတ် recommended ပြီးတဲ့ဟာထားမှာလားဆိုပြီးတော့ရွေးချင်တာရွေးလို့ရတယ်ဒါကတော့ပုံမှန်အခြားဖုန်းတွေမှာလည်းပါတဲ့ gain set တွေနဲ့ပေါ့နော်အဲ့ထက်ပိုပြီးတော့ advanced ဖြစ်တဲ့ gain set တွေကဒီ gain 2ဆိုတဲ့အထဲမှာရှိတာအဲ့တော့ gain 2လဲဝယ်လိုက်မယ်ဆိုရင်ဒီမှာ white changer ဆိုတာရှိရပေါ့နော်ဒီ white changer ကတော့ကိုကဒီ in gain ထဲမှာစကားလေးပါပြောမယ်ဆိုရင်ဒီ white changer လေးနဲ့စနောက်လို့တော့ရတာပေါ့เนาะဒီမှာဆို qk တို့ gay တို့ lady တို့ကိုကြိုက်တဲ့ဟာကိုကြိုက်လို့ရွေးလို့ရတယ်တော်တော်လေးမှမိုက်တဲ့ထဲမှာပါတယ် နောက်ထပ်တစ်ခုကတော့ဒီမှာ control setting ပေါ့နော်ဒီ control setting မှာဆိုရင်ကျွန်တော်တို့ gyro တွေပါပြစ်မယ်ဆိုရင်ဒီ gyro response ကိုမြန်မြန်ထားမှာလားဒါမှမဟုတ်ရင်နှိမ့်နှိမ့်ပဲထားမှာလားအဒီ stability ကိုငြိမ်ငြိမ်လေးထားချင်တာလားဒါမှမဟုတ်ကိုက response ပို့ပြီးတော့မြန်မြန်ဖြစ်တာလိုချင်တာဆိုပြီးတော့ကိုကြိုက်တာလေရွေးချယ်လိုက်လို့ရတယ်နောက်ထပ် gaming setting ကတော့ game visual enhancement ပေါ့နော်ဒီ game visual enhancement ကကျတော့ကျွန်တော်တို့ဒီ image quality တွေကိုဒီအကြောင်းတွေကိုစုစုတောက်တောက်လေးဖြစ်သွားအောင်လုပ်လို့ရတယ်ဒီမှာဆိုရင်ကျွန်တော်နှိမ့်လိုက်မယ်ဆိုရင်ပို့ပြီးတော့စုစုတောက်တောက်လေးဖြစ်သွားတယ်ပေါ့နော် အဲ့ဒါကိုကိုကမကြိုက်ဘူးကိုရဲ့စိတ်ကြိုက် default အတိုင်းထားခြင်းနဲ့ဆိုရင်လည်းဒီမှာရွေးချယ်စရာတွေအများကြီးရှိတယ်ပေါ့နော်တော်တော်လေးရောမိုက်တယ်ထဲမှာပါတယ်နောက်ထပ်တစ်ခုကတော့ကျွန်တော်တို့ 4D game vibrating ပေါ့နော်အဓိကဒီကောင်ကတော့ဘယ်လိုမျိုးနေရာမှာအသုံးဝင်တာလဲဆိုတော့ကျွန်တော်တို့ဒီပုံမှန်ပေါ့နော် PS4 game တွေဆော့မှာတို့ PS3 game တွေဆော့တဲ့အခါကျရင်ကျွန်တော်တို့ဒီ controller နေပြီးတော့ဒီပေါ့နော် vibrate တုံလိုမျိုးပဲဒီဖုန်းမှာကဥမာကျွန်တော်တို့ဒီတက်နက်တွေပါပစ်လိုက်တယ်ကားမောင်းနေတဲ့အချိန်မှာ ကျွန်တော်ကားဘင်းတွေမှာပေါက်သွားဆိုရင်ဒီမှာ vibrate တန်လေးနဲ့တော်တော်လေးမှ gain ဆော့ရတဲ့ experience ကပို့ပြီးတော့ဗောနော် console gain တစ်ခုဆော့နေရတဲ့ခံစားချက်ကိုရအောင်ဒီ gain set တင်ဖွင့်ပြီးတော့လောက်လိုက်လို့ရတယ်နောက်ထပ်တစ်ခုကတော့ကျွန်တော်တို့ motion control ဗောနော်ဒီ motion control ကတော့ကိုယ်စိတ်ကြိုက်ကိုထားချင်တာထားလို့ရတယ်ဗောနော်ကျွန်တော်ကတော့ဒါကိုတီးတန့်ရင်တော့ထပ်ပြီးတော့မပြောတော့ဘူးကျွန်တော်နောက်ထပ် gain set တင်တစ်ခုကို set ပြီးတော့ပြောပြပါမယ်နောက်တစ် gain setting တကူကတော့ gain pad setting ပေါ့နော်အဲဒါကတော့ဒီဖုန်းတစ်လုံးနဲ့လုပ်လို့မရဘူးပေါ့နော်အဓိကဒီဖုန်းမှကျတော့ကျွန်တော်တို့ဒီ control တွေပါတယ် gaming controller လို့ဒီ controller လေးတွေပါတဲ့ဟာလေးရှိပါတော့အဲ့ဒါလေးရှိတယ်ဆိုရင်အဲ့ကောင်လေးနဲ့တက်လိုက်ပြီးတော့ကိုစိတ်ကြိုက်လုပ်လို့ရပါတယ်ဒါကတော့အဓိကပါတော့ဒီ IQ Neo ဖုန်းကြီးမှာပါတဲ့ဒီ gaming setting က advanced ဖြစ်တဲ့ gaming setting ကိုပြောပြလို့ရတာ အဲ့လိုမှမဟုတ်ကိုကရိုးတန်းတန်းအချားပေါ်တော့အချားဖုံးနေမှာလဲပါတဲ့ဂိမ်းဆက်တင်နေဆိုလဲဒီအောက်မှာကိုကြိုက်တာကိုရွေးချယ်လို့ရတယ်ဒါလေးကတော်တော်လေးကောင်းတယ်ပေါ့နော်နောက်ပြီးတော့ဒီပက်ဂျီလိုမျိုးဂိမ်းမှာဆပ်ပိုးမဖြစ်ပေမဲ့အချားပေါ်တော့ဂန်ရှင်းအပတ်လိုမျိုးဂိမ်းမှာဆပ်ပိုးဖြစ်တဲ့ကျွန်တော်တို့ဂိမ်းဆက်တင်ပေါ့နော်အဗန့်ဂိမ်းဆက်တင်တခုရှိသေးတယ်အားလည်းကိုပြပေးမှာဆိုတော့ကျွန်တော်ကဒီဂန်ရှင်းအပတ်တဲ့ရောတော့ကျွန်တော်ဝင်လိုက်ပြီပေါ့နော်အချားဒီလို open world ဂိမ်းနေပေါ့နော် graphic ကိုအရန်ကိုမှကောင်းတာလိုချင်တဲ့ဂိမ်းတွေမှာကတော့ဒီ IQ Neo Phone မှာပါတဲ့ဒီဂိမ်းဆက်တင်နောက်တစ်ခုကကြတော့ ဘယ်ဟာလဲဆိုတော့ကျွန်တော်တို့ဒီမှာပါတဲ့ gain super resolution ပေါ့เนาะဒီ gain super resolution ကတော်တော်လေးမှကောင်းတဲ့နေရာမှာပါတယ်ပုံမှန်ဆိုဒီမှာ original quality နဲ့ပဲလုပ်ပေးထားတယ်ပေါ့เนาะကိုကဒီပေါ့เนาะ graphic ကိုလုံးဝကြွတက်နေတာကိုလိုချင်နေဆိုရင်ဒီမှာ ultra wide quality ကိုယူလိုက်မယ်ဆိုရင်ပုံမှန်ဒီ gain setting မှာရှိတဲ့ graphic ထက်ဆိုင်ပို့ပြီးတော့ကြွပို့ပြီးတော့ဆူဆူတောက်တောက်လေးဖြစ်တဲ့ look တစ်ခုကိုရအောင်လုပ်လို့ရတယ်ဒါလေးကတော့တော်တော်လေးမှအသုံးဝင်ပြီးတော့ဒီ IQ Neo ဖုန်းတွေမှာပဲပါတဲ့ gain setting တွေအကြောင်းကိုပြောပြပေးခဲ့တာပဲဖြစ်ပါတယ်။ ဒါကတော့ IQ ရဲ့ Neo Phone လေးမှာပါတဲ့ gaming set တွေနေကြအောင်ကျွန်တော်တခုချင်းစီပြောပြပေးရတာပဲဖြစ်ပါတယ်။တကယ်ပေါ့နော်မိတ်ဆွေတို့ဒီဖုန်းတွေကိုလက်ထဲမှာကင်ပြီးတော့ game sensor ကြည့်ရင်လည်းဒီ game set တွေနေကတော်တော်လေးအသုံးဝင်လာ ਉ မိတ်ဆွေတို့သိလာရလိမ့်မယ်လို့ပြောနေပဲ။အားလုံးကျေးဇူးတင်နေကျွန်တော်အောက်ဖက်မှာ